ဒီနေ့2025ခုနှစ်မေလ4ရက်တနင်္ဂနွေနေ့အတွက်ခွေတင်သားမီးအလုံးတို့အတွက်တဲတော်ကံကြောင်နမိတ်ဖတ်ရင်တော့ဓာခွန်လက်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အတိုက်ခံအပြိုင်ဆိုင်နေစကားပြောဆိုတာဖြစ်ရှင်းရတယ်ကြုံမယ်လူရင်းနဲ့မိတ်ဆွေရင်းနေနဲ့ပဋိပက္ခဖြစ်တတ်တယ်စကားအစမပြေမှုတွေကြောင့်စိတ်နှောက်ယှက်ဖြစ်ရတတ်ပါတယ်ခွဲစိတ်သတင်းဒီလိုလေးမျိုးမှကြားတယ်ဆိုရင်တော့ အသည့်ဆယ်စိတ်မြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ရမှာဖြစ်ပါတယ်။ဒီလိုနေမျိုးမှာမိရှုတန့်စင်ဖွားမြင်တဲ့ရင်သွေးရနိုင်အတွက်ကတော့မဟာဘုဗေနနိယတနည်းကနေနေဖွားဘင်္ဂဘွားသာသာရှင်နေဖြစ်ကြပါတယ်။ဘင်္ဂရဲ့သဘောတရားအရငယ်စင်မှာခက်ခဲချူချာတတ်တော်လည်းပဲတနည်းကနေရဲ့အာကောင်းခြင်းအထောက်ပံ့လို့နဲ့အောင်မြင်ကြော်ကြားမဲ့ရင်သွေးရနိုင်ဖြစ်ကြပါတယ်။ထို့သူဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်နေအားလုံးတို့အတွက်ဒီနေ့မွေးနေ့ကနေစပြီးတော့တနည်းတားလုံးကံတရားရဲ့အထောက်ပံ့ကောင်းနေရဖို့လို့အတွက်ကတော့ကြားစမ်းကြောမြတ်စွာဘုရားရှင်ကတူချင်း ရဟန်းတန်ကလောင်းလူခြင်းနဲ့ဆွေမျိုးမိတ်ဆွေအပရိသတ်တို့ကိုကြာသညောဒါနပြုခြင်းအပြင်တနစ်တာလုံးကံတရားရဲ့အခွင့်အကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးဆုမှုကဏ္ဍကတော့၃ကဏ္ဍ၇ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ငွေကြေးကံအထောက်ပံ့ကောင်းမှုလို့အတွက်ဆိုရင်တော့ကိမ့်မုံ၉ချက်ကိုပြားရည်ဇွန်းနဲ့ဆက်ပြီးမြတ်စွာဘုရားရှင်ကိုဒီလိုနည်းမျိုးလှူဒါန်းခြင်းအပြင်ငွေကံအထူးကောင်းပါလိမ့်မယ်ခင်ဗျာ စရုပ်ဆိုင်တွေကုန်းဆိုင်တွေလက်ဖက်ဆိုင်တွေစားသောက်ဆိုင်တွေစိုင်ဖွင့်ထားတဲ့သူတွေအတွက်ရောင်းပန်းသာဝယ်ပန်းနှပ်ဖို့အတွက်ကတော့ဒီလိုနည်းမျိုးမှာစိုင်းရဲ့ပတ်စံထားတဲ့ကောင်တာထဲမှာဝါရောင်ပန်းလေးတစ်ပွင့်စောင်းထားလိုက်ခြင်းအပြင်ငွေငွေတွေတိုးတက်လာပြီးရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်ခင်ဗျာအယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုလည်းပဲအဝါရောင်ပန်းလေးတစ်ပွင့်နဲ့တိုးပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တည်တည်တံ့တံ့အယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေဟာအယောင်တွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေရတဲ့သူတွေဆွေမျိုးမိတ်ဆွေထဲမှာရှိရဆိုရင်တော့အမှုကြုံနေရတဲ့သူရဲ့အမိကို မုံလာဦးနေမှာရစ်ပြီးတော့တီလာရှင်ဆရာလေးတပါးပါကိုလှူဒန်းလိုက်ခြင်းအပြင်အမှုကြုံနေတဲ့သူရဲ့အခက်အခဲတွေပြေပြောက်ဖို့ကန်တင်ရရအခွင့်အရေးကောင်းတွေရပါလိမ့်မယ်။ဆွေမျိုးမိသားစုမှာကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေသူအတွက်ဓာတ်စာဖြစ်နေဒီလိုမျိုးမှာလိန်မော်သီးလေးနဲ့ငယ်စပြီးဆူတောင်းလိုက်ခြင်းအပြင်ဆေးကောင်ဝါကောင်ဆရာကောင်တမကောင်တွေတွေ့ပါလိမ့်မယ်ခင်ဗျာ။အခြေကိစ္စမြင့်တိုင်းကိစ္စအိမ်တိုင်းကိစ္စတွေမှာတော့ဝမ်းမြောက်ပျော်ရွှင်ရမယ့်နေ့ဖြစ်ပြီးတာယာချမ်းမြေဖို့လို့တော့ကတော့ အချွေတမျိုးကိုရေခဲတုံးလေးတွေထပ်ပြီးဒီလိုလေးမျိုးမှာမြတ်စွာဘုရားရှင်ကိုလောင်းလှူလိုက်ကြပါခင်ဗျာ